်မင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမောင်ဝဏရေးသားတဲ့မောင်စိန်တောင်မနင်းရီဝတ္ထုတို့ဘောင်းချုပ်စာအုပ်မှာဆေးချက်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ဆေးချက် မနှင်းရီမိုးမေ၍လဲသွားသည်ဘာကြောင့်မိုးမေသွားမှန်းမသိရမောင်စိန်တောင်းသည် သူ့မိမမိုးလဲသည်ကိုကြည့်ကခြေမကိုင်းမိလက်မကိုင်းမိဖြစ်လေသည်ခြေကိုကန်ရမလားသို့မဟုတ်လက်ကိုကန်ရမလားဟု၍သူမသိအကြောင်းသားသာငေးကြည့်နေမိသည် စက္ကန့်ပိုင်းလောက်ကြာမှတတိဝင်လာပြီးမနှင်းရီကိုပွေလိုက်၏မနှင်းရီသည်တမန်တလင်းပေါ်၌ဆန့်ဆန့်ကြီးလဲနေသည်ဖြင့်မောင်စိန်တောင်းပွေထူခြင်းကမစွမ်း မောင်စိန်တောင်းနေခွန်အားပလာနေပြည်စုံသူမဟုတ်ရာကမနှင်းရီဤကိုလုံးဖိုင်ဖိုင်ကိုပွေနိုင်ဖို့ဝေစွာခေါင်းမတ်လာအောင်ပင် မနေကြီးအာယူနေရသည်မနှင်းရီသည်အံကိုတင်းတင်းကြိတ်ထား၏လက်သည်ကို ကြစ်ကြစ်ပါအောင်ဆုပ်ထား၏ခန္ဓာကိုယ်သည်တောင့်လျက်ရှိ၏နှင်းရီနှင်းရီနှင်းရီမနှင်းရီပြန်မထူအံကြိတ်မြဲသာကြိတ်ထား၏နှင်းရီရီရီ မနှင်းရီအံပိုကြိတ်လိုက်ရီရေရီရေရေရေပါမအကြောင်းထူမလားမောင်စိန်တောင်းစိုးရင်လာပြီမနှင်းရီဤမေးစေကိုဂိုင်းဤလှုပ်ဤထန့်ခေါ်ဤရေရေရေခေါ်လဲမရမီးခေါ်လဲမရမနှင်းရီအံကြိတ်တစ်ထက်သာကြိတ်လိုက်သွားချင်းကြိတ်တံများပင်တကြွကြွတကြစ်ကြစ်မြည်လိုက် ဒုက္ခပဲဘာလို့ရမလဲမသိမောင်စိန်တောင်းဒီမနှင်းရီကိုဖေးလျက်နဲ့ကြံရမရဖြစ်နေ၏ဟဲ့သမီးရေတခွက်နဲ့သွေးစေးပလင်းယူခဲ့ဟိုဟာဘာလဲအဲ့ဒါဘာယူခဲ့ဘာလဲဟိုပယုတ်စီဘူးမောင်စိန်တောင်းသည်ထင်ရရင်လျှောက်ပြောနေ၏သူ့သမီးကရစ်တခွက်နှင့်သွေးစေးပလင်းယူလာသည် ထိုစမှာပင်အိမ်နီးချင်းဒေါ်မြင့်တို့တတွေရောက်လာသည်နှင်းကြီးနှင်းကြီးဟဲ့နှင်းကြီးဒေါ်မြင့်ကခေါ်သည ခြေတော့ကိုဆုံနေသည် မနှင်းရီအန်ကျိမြေဒေါမြင့်က မနှင်းရီခြေမကို ချိုးပေး၏မနှင်းရီနည်းနည်းလွန်လို့သည်အင်းအင်းဟုညီးသည်တက်နေတာဟဲ့တက်နေတာဒေါအေးကြိုင်ကပြောသည်ဟဲ့လှလှထေးဖွားညိုတို့အိမ်နာမှာမလကာရဲ့တွားခူးကြီးစမ်းအမျိုးသမီးတတွေသည် မနှင်းရီအားဝိုင်းဝန်းပြုစုနေကြသည် ဆောင်ယူပေးစမ်းမဟဲ့ဟိုအိုးစုမတက်နေစမ်းအများစုက အိုးစုမဟုခေါ်သောမင်းကလေးသည်မနှင်းရီအားတက်နေ၏။ပေါင်နှင်းကြောကိုနှင်းမနှင်းရီသည်ညင်းညူပြန်၏။ဟဲ့နှင်းရီတတိယသလားတတိယပြီလားမနှင်းရီမျက်လုံးမဖွင့်မဲဆက်၍ညင်းညူနေပြန်သည်။ဒေါ်မြင့်သည်မနှင်းရီလက်ဖဝါကိုတတောင်နှင့်ကြိတ်၏။မနှင်းရီ၏မျက်နှာရှုံ့မဲ့သွားသည်။ဟာဒေါမြင့်နာမပေါ့မောင်စိန်တောင်းဝင်ပြောသည်ဟဲ့ တဲ့ရင်ဒီလိုပဲလုပ်ရတယ်။နာမမြန်မြန်တတိယမှာတိတ်မလုံနဲ့ဗျာ။အော်အရေးတယ်သူမရနာမစို့နေသေးတယ်။ဆရာဝန်သွားခေါ်ထားသလား။မင်းကလေးတယောက်ကတတိပေး í ။ဟုတ်သားပဲ။မောင်စိန်တောင်ခေါင်းကုတ်ရင်ပြောသည်။ကဲကဲသွားခေါ်လိုက်အောင်။ဒေါ်အီးကြိုင်ကပြောသည်။မောင်စိန်တောင်ထူပူစွာဖြင့်ထရက် í ။သွားကန်နီမှားသွားသေးသည်။တိတ်အရန်တွေမနှိမ့်ကြပါနဲ့ဗျာနော်။အမလေးနေမရပါမှမဖြစ်စေရဘူး။ ဟဲ့တယောက်ယောက်ကြက်သွန်းနေယူပေးစားဟာမလုံနဲ့မှွန်သွားလိမ့်မယ်မှွန်အောင်လောက်တာဥစ္စာမောင်စိန်တောင်ဘာမှဆက်ပြောမနေတော့ပဲအ мян နီးနဲ့ဆရာဝန်စီပြေးခဲ့ဤ ကိုကျော်စိုးကိုကျော်စိုးမောင်စိန်တောင်းဤအတန်နည်းနည်းကျဲသွားဟန်တူသည်ဆရာဝန်အိမ်နှင့်ကက်လေးရဲ့အိမ်ထဲကပင်လှုပ်ရှားတန်ကြားရသည်ဆရာဝန်အိမ်နားနေရတာမနှိပ်ပါဘူးဟုသူတို့ထင်ကောင်းထင်ပေလိမ့်မည်ဒေါက်တာကျော်စိုးတို့ဤအိမ်ရှိမှမီးတပွင်လင်းလာသည်ဒေါက်တာကျော်စိုးခြံဝသို့ထွက်လာ၏ဘာဖြစ်လို့လဲဒေါက်တာကမေးသည်မနှင်းကြီးတက်နေလို့ဟုတ်လားလိုက်ခင်မေးလေလာထိုင်အောင် မထိုင်တော့ဘူးကိုကျော်ဆိုမြန်မြန်လုပ်ပါဒေါက်တာကရဲ့အသက်နဲ့ဝေးကြည့်ပါဗျမိမဆိုတာတက်တက်တာပဲရင်းနှီးနေသောဒေါက်တာကျော်ဆိုကမောင်စိန်တောင်းအစိုးရင်ကြီးနေပုံကိုကြည့်ရင်နောက်သည်ဆရာလာပြီဆရာလာပြီမနှင်းရီကိုပြုစုနေသောမိမတစု နေရာဖဲ့ပေးကြသည်ဟဲ့ခုနတည်ထားတဲ့ရင်တွေအိုးဆူပြီလားဆူလောက်ရောပေါ့လှုပ်လှုပ်ယူကြည့် မြန်မာအိနီးချင်းတို့တလေအတိုင်းသူတို့ဒီမောင်စိန်တောင်အားကိုညီလျက်ရှိသည်နှင်းရီနှင်းရီဆရာလာပြီကိုကျော်စုရောက်နေပြီမနှင်းရီကတင်းအင်းလုံနေစေဆရာဝန်ဒီမနှင်းရီအားစမ်းတမ်းရင်မိသည် မနှင်းရီဘလို့ဖြစ်တာလဲကိုစိန်တောင်နဲ့ရန်ဖြစ်လားမဖြစ်ပါဘူးမောင်စိန်တောင်ကဝင်ဖြေသည်ဘလို့ကစဖြစ်တာလဲမသိဘူးကျွန်တော်စဖတ်နေရင်သူ့မူးတယ်မူးတယ်နဲ့လဲကြသွားတယ်ပြီးတော့တက်တာပဲ။ ဆရာဝန်နည်းနည်းပြုံးသည်ဘာမှမဖြစ်ပါဘူးစိတ်ထိုးပြီမယ်ဟုတ်လားမနှင်းရင်ခဏနေရင်ကောင်းသွားမယ်စိတ်တလုံးထိုးသည်မနှင်းရင်အတက်ကျသွားပြီဆေးလိုက်ယူအောင်ဆရာဝန်အိမ်သို့မောင်ချိန်တောင်းလိုက်၍ဆေးယူသည်လမ်းမှာဆရာဝန်ကမေးသည်ဒီလိုပဲခဏခဏဖြစ်သလားတခါတခါအဲ့ဒါလိုပဲဖြစ်တယ်ဆရာဝန်ကဘာမှဆက်မပြောတော့ဆေးပေးလိုက်သည် မောင်စိန်တောင်းအိမ်ပြန်ရောက်တော့အခါမနှင်းရီမိန်နေသည် နင်းရီစိတ်တစ်ခွက်တောက်လိုက်အောင်မနင်းရီသည်မကြခနာဆိုသလိုပင်နှလုံးတုံရင်ခုန်၍မူးမိတ်လဲကျသွားတတ်သည်လဲကျပြီးလင်တတိလက်သွားတတ်၏အံတွေကိုတကြစ်ကြစ်ကြိတ်၏လက်သီးတွေ ကြစ်ကြစ်ပါအောင်ဆုပ်၏ပြီးတော့တဟင်းဟင်းညီး၏နောက်စကားမေးမရတော့ထို့သို့သောအချိန်တိုင်းမှာမောင်စိန်တောင်ပြရာခတ်၏ချိန်မကင်မိလက်မကင်မိဖြစ်၏အိနီနာချင်းများ ရောက်လာတတ်၏ဝိုင်းဝန်းပြုစုကြ၏ ဆရာဝန်ရောက်လာရင်အေးဆေးငြိမ်သက်သွားပြီးနောက်တရက်တွင်ပြန်ကောင်းသွားသည်မနှင်းရီစိုးရင်ပူပန်စရာများလင်တော်၎င်းဒေါသကြီးလင်တော်၎င်းထို့သို့တက်တက်သွားတတ်သည် နေ့လေခင်တခင်တွင် မနှင်းရီမူးမေလက်ကြအတ္တိလစ်ပြီးတက်ပြန်လေသည် နေ့ခင်မူအနီနာစေကံများလည်းမဖွင့်သည်အရက်ထဲကဆရာဝန်များလည်းသူတို့အိမ်မှာမရှိ မောင်စိန်တောင်ထုံးစံတိုင်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည် အင်းနီနာချက်များလည်းထုံးစံတိုင်းတက်နှင်းသူနှင်းနှိပ်သူနှိပ်ခြေမချိုးသူချိုးနှာဝမှာမလကာရွက်ခြေပြီးကတ်သူကကတ်ငယ်ရိတ်ပေါ်လက်တင်ပြီးဂါထာရွတ်သူရွတ်နှင်းအလုတ်ရှုံနေကြသည်ဟဲ့ဒီချိန်မြို့နယ်စေကံဖွင့်နေမဟုတ်လားတမစေကံကောအင်းမောင်စိန်သောငိုလျက်ဖြစ်ဒါဆိုသွားပါလားစိုက်ကသွားခေါ်လေတယောက်ကတယ်လီဖုန်းဆက်ရင်ကောဟုတ်သားပဲမောင်စိန်သောတတိယသွားသည် သူ့မိတ်ဆွေအမျိုးသမီးဆရာဝန်တယောက်ဆေးရုံကြီးမှာတာဝန်ကျနေသည်နှလုံးရောဂါဌာနတဲ့အကိုက်ပဲတယ်လီဖုန်းနံပါတ်လည်းရှိသည်တယ်လီဖုန်းဆက်လိုက်သည်သူဒေါသဖြစ်เสียရှိသလားဆရာဝန်ကမေးသည်အင်းမနေ့ကတော့ခလေးတွေကိုငောက်နေတာပဲကိုစိန်တောင်းနဲ့ကောထုံးစံအတိုင်းပါပဲရန်ဖြစ်သေးသလားနင်းနေပါအေးလေညနေကျရင်ကျမဝင်လာခဲ့မယ်ကျမပေးထားတဲ့ဆေးပြားလေးတွေရှိသေးလားဟုတ်ကဲ့ တပြားလောက်တိုက်ထားညနေကျမဝင်ကြည့်မယ်ဒေါက်တာခင်မအေးဖုန်းချလိုက်သည်ဒေါက်ခင်မအေးစဉ်းစားသည် မောင်စိန်တောင်းတို့လင်မယားနှင့်ရင်းနေတာကြာပြီ မနှင်းရီဒေါသကြည်တတ်သည်တခါတလေသွေးတိုးတတ်သည်တခါတလေသွေးကြတတ်သည် မနှင်းရီသည်စိုးရင်ပူပန်တတ်၏ဒေါသကြည်တတ်၏တခါတလေစိတ်အားငယ်တတ်သည် မောင်စိန်တောင်းကခက်ပေပေနေတတ်သည်သွားခြင်းရသွားလာခြင်းရလာညနေတကောင်လျှောက်လဲလို့လေ အရက်တောက်ချင်တဲ့အခါရှောက်တော့ဖျားပေါ်တက်ချင်တဲ့အခါတဲဘလို့မျိုးစားလဲမသိဘူးတရက်နှစ်ရက်လောက်ခီးသွားလိုက်အောင်မဲဆိုပြီးတလနှစ်လလောက်ပျောက်ချင်ပျောက်သွားတာအိမ်မနေပြီဆိုရင်လဲတလကိုတဲ့ဘယ်ဆိုဘဲမှမထွက်ပဲစာထိုင်ဖတ်နေတာအိမ်အလုတ်တော့ဘာတစ်ခုမှကိုတာမဟုတ်ဘူးတဲ့သူ့ဆိုမျိုးကိုခံနိုင်ဖို့ကမလွယ်အင်းမောင်စိန်တော့ဟာပျော့ပျော့နဲ့နန်းနဲ့ကြောင်ချီးပဲဒီကြောင်ချီးကြောင့်မနေ့ကြီးမကြာခဏစိတ်ညစ်ရသည် မိမချင်းဆိုတော့ကိုချင်းစာသည်ဒေါက်တာခင်မအေးသည်မောင်စိန်တောင်းနှင့်မနှင်းရီတို့အကြောင်းစဉ်းစားနေ၏အရင်တခါမနှင်းရီကိုစမ်းသပ်ကြည့်ကလေးကမနှင်းရီမှာကြီးကြီးကျယ်ကျယ်ယောဂါတခုမှမရှိကြောင်းသိခဲ့ရပါသည်အင်းခဏနေရင်တော့ဖုန်းဆက်ပြီးအကျိုးကြောင့်ထပ်မေးကြည့်အောင်ပါတရေလောက်တော့အိပ်ပြောသွားမှာပါလေ င်စိန်တောင်းသည်မိန်းနေသောမနှင်းရီအနား၌ထိုင်၍စာဖတ်နေသည်မောင်စိန်တောင်းစာဖတ်လင်မကြမတင်ပဲစာထဲ၌စိတ်ဝင်စားသွားတတ်သည်ထို့သောစိတ်ဝင်စားမိပြီဆိုလင်ဘေးနားကကိစ္စများကိုစတင်၍မေ့သွား၏ပြီးနောက်ကမ္ဘာလောကကြီးတစ်ခုလုံးကိုလည်းတတိမထားမိတော့စာအုပ်နှင့်သူနှင့်နှမျိုးတည်းသာရှိတော်တကဲ့သို့ဖြစ်သွားတတ်သည်ယခုလဲစောက်ထဲစိတ်ဝင်စားနေသည်ဖြင့်မနှင်းရီအနေငယ်နေမကောင်းခြင်းကို သူမိသွား၏ စားဖက်ရက်နဲ့ရည်စရာအတွက်တဲ့ပြန်တခွိခွိရည်လိုက်သည်မေ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 ဖြစ်နေသောမတ်နှင်းရည်သည် မောင်စိန်တောင်းဤတခွိခွိရည်တံကိုကြားရသဖြင့်မိန်းနေရမှမျက်စိမပွင့်တပွင့်ဖွင့်ချသည်မောင်စိန်တောင်းကစာအုပ်နှင့်မျက်နှာအပ်လျက်သဘောခွေနေသည်မတ်နှင်းရည်ဒေါသဖြစ်သွားသည်မိန်းမနေမကောင်းတာကိုသူကစဖက်ပြီးရည်နေနိုင်တယ်ဟုတွေးမိ၏အန်တချက်ကြိတ်လိုက်သည်တက်ပြင်းတစ်ချက်တမင်မှုတ်ထုတ်သည်မောင်စိန်တောင်းမတ်နှင်းရည်ကိုတတိမပြုံမိသည် မနှင်းရည်သည်အန်ကျိတ်တန်ကိုမြည်အောင်ပြုလိုက်၏ကျစ်ခနဲ့အတန်ကြာသောအခါမောင်စိန်တောင်တုံလှုပ်သွားသည်မနှင်းရည်တက်လင်းဤသို့သွားကျိတ်တန်ကြာရတတ်သည်မောင်စိန်တောင်မျက်ကလေးဆံပြားနှင့်မနှင်းရည်ကိုလှဲ့ကြည့်သည် မနှင်းရည်နှင်းရည်ဘာဖြစ်လို့လဲမနှင်းရည်သည်မောင်စိန်တောင်ကို မျက်ဆောင်ကြီးတစ်ချက်ထိုးကြည့်၏မောင်စိန်တောင်ကဘာဖြစ်လို့လဲဟင်မူးလို့လားဟုတ်မေးသည် မနှင်းရည်ကလေတံဖြင့်ပြောသည်မောင်စိန်တောင်မကြား ဘာရဲ့ဟုထပ်မေး၏မိမနေမကောင်းဖြစ်နေတာဂယုမဆိုင်ဘူးရည်နေနိုင်တယ်မနှင်းရည်လေးတန်းနည်းနည်းမာသည်ဒါကဟိုစောက်ထဲရည်စရာတွေ့လို့ပါမောင်ဆိုင်တောင်ရဲကျဲကျဲနှင်းပြော၏အကူဟာအဲ့ဒါလိုပဲသူနေမကောင်းရင်နှင်းရည်ကဂယုဆိုင်လိုက်ရတာနှင်းရည်နေမကောင်းတော့ဂယုမဆိုင်ချင်ဘူးမဟုတ်ပါဘူးဂယုဆိုင်ပါတယ်တော်တော့ဆက်မပြောနဲ့နှင်းရည်ဒေါသမဖြစ်ချင်ဘူး မဖြစ်ပါနဲ့ကွာဟဲဟဲမနီမျက်ဆောင်ကြည်ကြည်ထတ်ထိုးပြန်သည်ဒီအတိုင်းဆိုနေကောင်းသွားပြီဟုသူတတိထားမိသည် မနီသည်လည်းသူ့ကိုယ်သူနေကောင်းပြီဖြစ်ကြောင်းတတိထားလိုက်မိပါသည်ခဏကြာတော့မနီအိပ်ပျော်သွားသည် ီတခါတော့နည်းနည်းပြင်းထန်သည်မနှင်းရည်သည်အတန်ကြာတောင်တောင်မြည်နေကောင်းလျက်ရရှိ၏တို့ရာတွင်တခုသောညနေခင်းတွင်မူအိမ်ရှိထွက်လိုက်နောက်ဖေးဝင်လိုက်လှုပ်နေရင်မူးမေ့လဲကျသွားလေသည်အပြင်ဘက်မှလဲကျသွားသည် ဆိုတော့တော်တော်လေးမဟန်နိုင်လို့ပင်ဖြစ်လိမ့်မည်ထုံးစံအတိုင်းအိမ်နီနာခြင်းများလာရောက်ကူညီကြသည်အပြင်ဘက်မှလဲကျသွားသည်ဆိုတော့တော်တော်လေးမဟန်နိုင်လို့ပင်ဖြစ်လိမ့်မည်ထုံးစံအတိုင်းအိမ်နီနာခြင်းများလာရောက်ကူညီကြသည် ဆရာဝန်ခေါ်သည်ဆရာဝန်က တွေ့အားသိနေနေသည်ဟုပြောသည်နှလုံးယောဂါကိုတမတော်ကြီးနှင့်ပြကြည်လင်ကောင်းမည်ဟုပြောသည်တမတော်ကြီးထံသို့ရောက်၏ဆက်မျိုးစုံနှင့်စံတတ်သည်တက်မှန်ရိုက်သည်စီဝမ်တွေ့တလိပ်စစ်ဆေးသည်တော်ပါသေးသည်ရန်ကုန်ဆေးရုံကြီးသို့တွားပြီးစံတတ်စစ်ဆေးသည်ဖြင့်တက်မှန်က တွေ့စစ်ခစသည်တို့မကုန် မိတ်ဆွေတငယ်ချင်းဆရာဝန်များတက်ခွဲကန်းဆရာများတက်မှန်ဆရာများကျေးဇူးကြောင့်မနှင်းရီယောဂါရှောက်ဖွေရေးကိစ္စအဆင်ပြေစွာပြီးစီးသွား၏နောက်ဆုံးအဆင်စမ်းသပ်မှုအဖြစ်နှလုံးကိုပဲ့တင်တန်းစမ်းသပ်ဆက်ဖြင့်စမ်းသပ်သည်ဘာမှမဖြစ်ဘာမှမရှိ မနှင်းရီမှာနှလုံးယောဂါကြီးကြီးကျယ်ကျယ်မရှိသမားတော်ကြီးသည် မနှင်းရီ၏နှလုံးယောဂါကိုရေဆုံးရေဖြားရှောက်ဖွေပေးပြီးနောက်မှတ်ချက်ချသည်နှလုံးယောဂါမဖြစ်ပါ ဆေးပြားတစ်မျိုးလောက်မှလွှဲ၍အခြားဆေးများတောက်ရမ်းမလို့သို့သော နောက်တစ်ခေါက်အစစ်ဆေးခံရန်တမတော်ကြီးထံသွားသောအခါမနှင်းရည်သည်တမတော်ကြီး၏အခန်းရှိမှပင်မူးမိသွားပြန်လေသည်တမတော်ကြီးသည် အခြားလူနာများခဏထားပြီးမနှင်းရည်ကို အလင်အမြန်စမ်းတက်ရပြန်၏ဘာမှမတွေ့ကြီးကျယ်သောနှလုံးရောဂါတစုံတရာမရှိဒါဖြင့်ဘာဖြစ်လို့များမနှင်းရည် နှလုံးတုံရင်ခုံမူးဝေမောပန်းတတိလစ်လစ်ရှိရသည်လေတမားတော်ကြီးသည်မနှင်းရီအားအခန့်ပြင်သို့ထွက်စေ၏မောင်စိန်တောင်းကိုစန်းတန်ခန်းထဲခေါ်၏စေတမျိုးသွားဝယ်ခိုင်း၏ပြီးတော့မောင်စိန်တောင်းကိုတမားတော်ကြီးကမေးသည်ခမရနဲ့ခမရမိန်မရန်ဖြစ်သလားမဖြစ်ပါဘူးဆရာဘယ်တော့ငါဖြစ်တယ်လဲတခါတလေဖြစ်ပါတယ်အင်းလင်မရပဲတခါတလေတော့ဖြစ်မှာပေါ့ အင်းဒါနဲ့ခမရအိမ်ကိုဆော့ဆော့ပြန်ရဲ့လားခမရအင်းအဲ့ဒါတော့ကျွန်တော်အလုပ်ကအချိန်အကန့်အသတ်မရှိပါဘူးခမရဘာအလုပ်လုပ်တယ်လဲစာရေးပါတယ်အိမ်ပြန်နောက်ကြသလားဟုတ်ကဲ့နောက်ကြလေးရှိပါတယ်အင်းဆော့ဆော့ပြန်ပါဒီစေးတညတလုံးတိုက်ပါဟုတ်ကဲ့ဩသမားတော်ကြီးဒီတခုခုတတိယတလူလူနဲ့ထပ်၍ပြောသည်ခမရအိမ်ကိုဆော့ဆော့ပြန်ပါဒါပါပဲ။ မောင်စိန်တောင်ဥတူတူနှင့်ထွက်လာခဲ့သည်မနှင်းဤကစိုးရင်သောမျက်နှာနှင့်မေးသည်အကိုကိုခေါ်ပြီးဘာပြောတာလဲဟင်နှင်းဤမှာနှလုံးရောဂါရှိနေပြီတဲ့လားမင်းဤမှာနှလုံးရောဂါမရှိဘူးဒါပေမဲ့ငါအိမ်စောစောပြန်ရမယ်တဲ့ထိုခဏ၌မနှင်းဤမျက်နှာဝင်းလဲ့သွားသည် မောင်စိန်တောင်စဉ်းစားရခဲ့နေသည်မနှင်းဤမူးမေ့လဲသွားတဲ့ချင်းကြောင့်သူဘာဖြစ်လို့အိမ်စောစောပြန်ရမည်နည်း ဆက်ဆက်၍မယားဒါကအရှမ်းလေးပဲကွမင်းကတော့ဖဲမရိုက်မိမမပွေးတခါတလေအရက်တောက်တာလေးများရှောက်လဲတာလေးများလို့ထင်မှာပေါ့ဒါပေမဲ့မင်းမိမကမင်းအိမ်ကနေခြေတလန်းထွက်တာနဲ့ဘယ်တငယ်ချင်းနဲ့တွေ့ပြီးဘယ်ပါတော့မလဲမြေကူးချောင်းကြများလိုက်သွားမလားဆိုပြီးပူနေရမှာပဲအဲ့ဒါလို့ပူရတာတနေ့မဟုတ်တလမဟုတ်နှစ်နဲ့ချီပြီးကြားလာတော့မိုးတာမောတာရင်တုံတာ နှလုံးတုံတာတွေဖြစ်လာရောဒါပဲမိမိမတွေပြေးလိုက်တဲ့ဆေးကလည်းစိုးရင်စိတ်ကြောင့်ဖြစ်ရင်တောက်တဲ့ဆေးနှလုံးငိန်ဆေးဥရောပနှလုံးသေးကြီးဆေးဆိုပါတော့ကွာမင်းအိမ်စောစောပြန်ရင်မိမိမစိတ်မပူဘူးစိတ်မပူရင်ရင်မတုံဘူးရှင်းလား ုတ္တကျွဲဝသောတငယ်ချင်းတယောက်ကမောင်စိန်တောင်းကိုရှင်ပြလေသည် မိမများနှလုံးတုံရင်ခုံမူးဝေမောပန်းခြင်းများကိုကုစားရန်ယောက်ျားများအနေအထိုင်ဆင်ခြင်ဖို့လိုအပ်ပါသလားမောင်စိန်တောင်းစဉ်းစားနေ၏မောင်ဝနချယ်ရီမဂဇင်းနှစ်နှစ်မြောက်အထူးတို့ဩဂုတ်လ1986ခုနှစ် နားဆင်အပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။